everyone welcome back ဒီနေ့မှာတော့ GED ဖြေဖို့ပြင်ဆင်နေကြတဲ့သူတွေစိတ်ပူတက်ကြတယ် GED ဆောင်မွေးကဘလောက်တောင်ခက်လဲဆောင်မွေးပုံစံဘယ်လိုရှိလဲဘယ်လိုကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ရမလဲဆိုတာပြပြပေးသွားမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့လေ့လာတဲ့ပုံစံနေလေ့ကျင့်ချိန်ကြဖို့မူတည်ပြီးတော့အခက်အခဲကတော့တယောက်နဲ့တယောက်မတူညီနိုင်ဘူးပေါ့နော် GED မှာအဓိကကြတာတော့ foundation knowledge ဖြစ်တဲ့အတွက်ကြောင့်မလို့စာများများဖတ်တာဘူးကတော့မဖြစ်မနေလိုအပ်ပါတယ် ကြီးဒီဆောင်မွေးပုံစံကတော့မာဒီဘယ် choice ဖြစ်တဲ့အတွက်ကြောင့်မလို့မေးခွန်းလှည့်တာတွေမရှိဘူး။သတ်မှတ်ထားတဲ့အချိန်တွင်းမှာပေးကြတဲ့စာပေကိုမြန်မြန်နားလည်အောင်ဖြတ်ပြီးတော့အဖြစ်ရွေးဖို့လိုအပ်ပါတယ်။မေကွန်းရဲ့45ရာခိုင်နှုန်းမှန်ကန်ရင်ကိုအောက်မှတ်ရနေပါပြီ။ဒါကြောင့်မေကွန်းအလုံးကိုမှန်အောင်ပြရမယ်ဆိုပြီးတော့ stress မဖြစ်ပါနဲ့။နမတိတဲ့မေကွန်းနေနားမလည်တဲ့မေကွန်းနေရှင်ကြော်သွားလို့ရပါတယ်။ Don't worry နော်။ဘာရီဂျူတင်ပြင်ဆင်ထားရမလဲဆိုတော့ workbook textbook တွေအပြင်သက်ဆိုင်ရာဘာသာရပ်လိုက်ပြင်ပါနေပြီးတော့စာအုပ်တွေ website တွေ practical တွေလေ့လာပါ။ ပြင်ပလေးလာထားလို့ရတဲ့အကြောင်းအရာတွေကို GED ဒေါကွန်စိုက်တီမှာဝင်ရောက်ကြည့်လို့ရပါတယ်။ဒီဒီမှာအချိန်ကြာချတတ်ဖို့ကအရေးပါပါတယ်။ဆောင်ပွဲမတိုင်မီအချိန်ဘယ်လောက်ယူမှာလဲ။တရက်ကိုဘယ်နှနာရီစာလုံးမှာလဲ။ဘယ်ဘာသာရက်ကိုအရင်လုံးမလဲဆိုတာကိုတေချာသတ်မှတ်ပါ။သတ်မှတ်ထားတဲ့အတိုင်းပဲမပြတ်မကွက်လေ့လာပါ။ ဆောင်ပွဲနေ့မှာစိတ်ပူပန်စရာတွေစိတ်ညစ်စရာတွေဖြည့်ဆည်ဖို့အတွက်ကြီးဒီရသတ်မှတ်ချက်တွေကိုအဆက်မပြတ်စောင့်ကြည့်ပါဥပမာ final exam မတိုင်ခင် schedule ယူတဲ့အခါမှာ ready desk ဖြည့်ဖို့လိုအပ်တာမျိုးတွေအသက်၁၈နှစ်မဖြည့်သေးဘူးဆိုလို့ရှင်တော့ age approval request form ဖြည့်ဖို့လိုအပ်တာမျိုးတွေသိရှိထားပြီးတော့ကြိုတင်ပြင်ဆင်ထားပါကြီးဒီမှာကြိုတင်ပြင်ဆင်မှုကအဓိကကြပါတယ်ကိုသွားကျင်တဲ့ကိုကိုတည်အောင်လုပ်ပါအာယုံစူးစိုက်ပါလေ့ကျင့်မှလေ့လာပါကိုနားမနေတာတွေရှိရင်ဆရာဆရာမတွေကျန်းကျင်သူတွေရှိရနေပြီးတော့အကြံဉာဏ်တောင်းခံပါဒါဆိုရင်သိရင် GD ခီးစဉ်ကအခက်အခဲမရှိဘဲနဲ့ပန်းနိုင်ကိုအရောက်လှမ်းနိုင်ပါလိမ့်မယ်